ဒေါအောင်ဆန်းစုကြည်ရဲ့ရုပ်ပုံကိုညဉ့်ဉန်းပုံထွက်ပြုပြင်ပြီး Facebook စာမျက်နှာပေါ်မှာတင်ခဲ့တယ်လို့ဆိုတဲ့ကန်ဂျီနောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကတွဲဖက်အတွင်းမှုကိုဇန်နဝါရီလ19ရက်နေ့က9ချိန်မြောက်ယုံချိန်မှာတရားလိုပြတက်တဲ့စတင်ဆက်စေခဲ့ပါတယ်။ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတူတူဆိုတဲ့အကောင့်တစ်ခုကနေလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ရုပ်ပုံကို Photoshop နဲ့ညဉ့်ဉန်းပုံထွက်ပြုပြင်ပြီးအများပြည်သူသိမြင်စေဖို့တင်ပြဖြန့်ဖြူးမှုကိုတွေ့ရတာကြောင့်ကန်ဂျီနောက်မြို့နယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ပါတီဝင်တအူးဖြစ်တဲ့ ိုစီသူအောင်က ပါတီဥက္ကရာဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကိုအကြီးညိုပြက်စင်မှုကြောင့်အမှုဖွင့်တန်ခဲ့ပါတယ်။တူတူဆိုတဲ့အကောင့်ပါရှင်မှာမှတ်တမ်းတက်ပုံတွေအရကန်ကြီးတော်မျိုးနဲ့ပြေခိုင်ဖြိုးပါတီမှတွဲဖက်အတွင်းရေးမှုဥတန်းထွန်းဖြစ်တာကိုတွေ့ရှိခဲ့တာကြောင့်တူတူဆိုတဲ့အကောင့်ပါရှင်ဖြစ်တဲ့ဥတန်းထွန်းကိုအော်တိုဘာလ18ရက်နေ့ကကန်ကြီးတော်မျိုးမှရေစကန်မှာတန်ကြားထားတာဖြစ်ပါတယ်။အဲ့ဒီတန်ကြားမှုကိုကန်ကြီးတော်မျိုးမှရေစကန်မှာပ159ဆက်သွယ်ရေးဥပဒေပုံမှန်66ဂါဂျီနဲ့အမှုဖွင့်စစ်ဆေးခဲ့ပြီး မြို့နယ်တရားရုံးမှာဆက်လက်စစ်ဆေးခဲ့ပြီးငားကြိမ်မြောက်ယုံကြိမ်စစ်ဆေးမှုမှာတော့ပထမဆုံးအကြိမ်ဖြစ်တရားလိုသက်သေတူဦးဖြစ်တဲ့ဦးရဲဝေးအောင်ကိုစတင်စစ်ဆေးခဲ့ပါတယ်အခုအမှုမှာတရားလိုသက်သေအဖြစ်လာရောက်ထွက်ဆိုတဲ့ဦးရဲဝေးအောင်ဟာယုံကြိမ်စစ်ဆေးမှုမှာသူ့ကိုစစ်မေးမှုအခြေအနေတွေကိုအခုလိုပြောပါတယ်ဒီတော့ဟောနော်ဦးဇန်းတော့နဲ့အဓိကသူ့ရဲ့ပရိုဖိုင်စိတ်ကြရပါတော့တဘောတော့အောင်စားယူစီတတ်တတ်တဲ့ကိစ္စတွေတော့များများအောင်မေးတယ်ပါ တ်တွေပေါ့သူ့အနေနဲ့မေးတယ်မေးကောင်းနေရနည်းနည်းလေးလေးအကြက်တဲမှာတွေ့ရပါတယ်အမှုကိုတရားသူကြီးမရှိတာကြောင့်ယုံချင်းနှစ်ချိန်နေတိုင်းပြက်ခဲ့ရပါတယ်ဒီလိုယုံချင်းပြက်ရမှုကိုတရားလိုဖြစ်သူကိုစီသူအောင်ကအခုလိုပြောပါတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်မလူလူခေါင်းဆောင်တို့ရဲ့ညီငယ်စုချင်းဒါကြောင့်ဒီပေါ်ကျော်အောက်ကတော့လည်းမြည် ဒီတန်းဆုံးဆိုရက်ကျန်ခံရအဲတော့ကျန်ခံရတော့ဒီလိုဆိုလိုပါနေဒီဖြစ်တဲ့ပုံလေးဘုံဒီခါခုနကစီတဲ့ပုံပြင်းလို့ကျွန်တော်ပြချင်တယ်ဒီနေ့ယုံကြည်ကကျွန်တော်တို့ဈာမနှစ်ချိန်ကက်ထားတယ်ဟုတ်ကဲ့ဒီချိန်ကျသူချင်းဖြစ်လို့နှစ်ချိန်ကက်တဲ့ခါကျကျွန်တော်ကအားလုံးကြည်လို့ရှိတဲ့ခါ group က cross question မေးဖို့နေရတော့ဟုတ်ကဲ့ဒီတော့ဒါတော့လို့မြောက်အောင်လုပ်တဲ့မိကုန်းကမိတာ။ဒါနဲ့ဘယ်လိုမျိုးပဲကျွန်တော်ယုံကြည်ပါတယ်။မှန်တရားဆိုတာပုံပေါ်တယ်။အဲ့ဒီအမှုကိုကန်ကြီးတော်မြို့နယ်တရားရုံးကနေပြီးတော့တရားလိုသက်သေတွေကိုထပ်စစ်ဆေးဖို့ 6ကြိမ်မြောက်ယုံချင်းအဖြစ်ဇန်နဝါရီလ28ရက်နေ့ကိုချိန်ဆလိုက်ပါတယ်